ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုဟင်းဆိုးပါဟုတ်ပြီရန်ကုန်ကပါဆရာကြီးဟုတ်ပြီကုန်တင်ကုန်ချအလုပ်ကိုလုပ်ပါတယ်ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ညာဘက်ခြေတော့သူတက်ဘယ်လောက်လဲပြော36ပါဆရာကြီးရွယ်ကောင်းเนาะဟုတ်ကဲ့ဆရာကြီးကုန်တင်ကုန်ချဆိုအလေးပြီးတော့တော့အောင်ပါမယ်เนาะဟုတ်ကဲ့ပါဆရာကြီးဟုတ်ဆရာကြီးခင်ဗျားတဲ့ညာဘက်ခြေတော့ခြေဖနှောက်နာပြီးရောင်းနေတာနှစ်လနီးပါးရှိပါပြီအဲ့ဒါလေအမျိုးသားတွေမှာ အဲ့ချီမတော့နဲ့ဒူပါတိတ်တော့ကပြီးတယ်သလားဟုတ်ကဲ့ပါဆရာကြီးဘာလို့အလေးပင်မာတာဟုတ်ကဲ့ပါဆရာကြီးဒီမှာအားဆိုင်ရတာဟုတ်ကဲ့ပါဆရာကြီးဒီခါကျပစ္စည်းတစ်ခုထမ်းသွားတယ်ညာဘက်ဘခုမှထမ်းရင်အဲ့ညာဘက်ချီမတော့ကတန်ပြီးတာတန်ပြီးတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒါမျိုးကြလို့ရှိရင်ကိုကအသက်ငယ်ငယ်မှာတော့ဒီလိုအားဆိုင်ခလိုက်လို့အသက်ကြီးလာတဲ့ခါမှာစင်ညင်ပါလို့ဟုတ်ကဲ့ပါဆရာကြီးဝန်နေအားလေးနဲ့မျှဆိုတဲ့စကားလုံးလို့ခင်နိုင်တော့တော့လုပ်ပါမလို့ဝဲလည်းမနေပါနဲ့ ဟုတ်ကဲ့ပါဆရာ။နောက်အဲရေချိုးတိုင်းရေချိုးတိုင်းခြေဘွားကိုရေဆူစားနဲ့ပုတ်ပါ။ဟုတ်ကဲ့ပါဆရာ။ကန့်လန့်မဟုတ်ဘူးပြစီနဲ့အလျားလိုက်ပုတ်ပါ။ဟုတ်ကဲ့ပါဆရာ။အကြာကြီးလည်းမဟုတ်ဘူးပြစီနဲ့မိနစ်10မိနစ်အချိန်90လောက်ပဲပုတ်ပါစီ။ဟုတ်ကဲ့ပါဆရာ။နောက်ဖနက်ကလည်းကြမ်းမိုက်ဘူးပါတဲ့ဖနက်ကိုစီးပါ။ဟုတ်ကဲ့ပါဆရာ။ကိုယ်မကိုခုနကကြောက်စစ်လေးလေးကိုခင်းထားတဲ့အခင်းလေးပေါ်လေရေချိုးရနေတဲ့လေးကြံလေးလုပ်ဦးသား။ရေချိုးမယ်ဆိုရင်ဒီယောဂါ စေကူတာလောက်ကိုအကျိုးရှိပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ပြီဗျာနာတော်တာဆင်ကြတဲ့သူကြီးအားလုံးလည်းဆရာကြီးပြဝေလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကြီး